ဒရိုက်တာဝိုင်းနဲ့မအီးတင်စာရှိန်တို့ရဲ့မင်္ဂလာအေခံပွဲကိုဒီဇင်ဘာလ22ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်မှာကျင်းပခဲ့ပါတယ်အဲ့ဒီအခမ်းပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးကတက်ရောက်ချီးမြှင့်ခဲ့သလိုအမှုပညာနယ်ပယ်ကအမှုပညာရှင်များစွာတက်ရောက်ခဲ့ကြပါဗျာ င်္ဂလာအခမ်းအနားမှာမင်္ဂလာပန်းချဲအဖြစ်တရုတ်ဆောင်အကယ်ဒမီဖွဲ့ဖွဲ့မင်္ဂလာအောင်စပယ်ပန်းကုန်းကန်ဆောင်သူအဖြစ်တရုတ်ဆောင်အကယ်ဒမီယွန်းယွန်းမင်္ဂလာလက်စွပ်ပန်းကန်ဆောင်သူအဖြစ်တရုတ်ဆောင်ရွှေရီတုံတုံဒရိုသားဒရိုသမီးအရန်တွေအဖြစ်တရုတ်ဆောင်ဇေယားနဲ့တရုတ်ဆောင်ရွှေသမီးတို့ကပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒရိုက်တာဝိုင်းဟာရုပ်ရှင်နဲ့ဗီဒီယိုစကားပေါင်းများစွာရိုက်ကူးခဲ့သူဖြစ်ပြီး2013ခုနှစ်အတွက်အကောင်ဆုံးရုပ်ရှင်ထူးချွန်ဆုဒရိုက်တာဆုကိုနင်းစင်ရင်စကားနဲ့အကယ်ဒမီရရှိခဲ့တာဖြစ်ပါတယ်ဒီနေ့အခမ်းပွဲကိုတော့နှစ်ဖက်မိဘဆွေမျိုးတွေမိတ်ဆွေတွေနဲ့ဒရိုက်တာဝိုင်းရဲ့အမှုပညာလှုပ်ဖော်ကိန်းဘက်တွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒရိုက်တာဝိုင်းရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးအမှုပညာရှင်အချို့ကအခုလိုမျိုးစူတောင်းစကားပြောကြားပေးခဲ့ပါတယ်။ဟုတ်ကဲ့ကိုဝိုင်းဟိုနဲ့ကိုဝိုင်းဟိုအမျိုးသမီးပေါ့နော်။ဆိုတော့တက်လုံးပြပြရွှေရွှေနဲ့တက်ဖို့တက် support လုပ်ပြီးတော့ဟိုချောင်းမွေးနဲ့ဟိုအခီလံတူရှောက်နိုင်ပါသေးလို့စူတောင်းပေးပါတယ်။ အော်ဒါတော့ဟာနုမြန်သမားတွေရဲ့သူရဲ့ personal life လေးဖြစ်တယ်ဒါဒီနေ့မှလည်းကျွန်တော်လည်းတကယ်ပါနုမြန်သမားတော်တော်များများလည်းဒီနေ့မှသာဒီကိုဝိုင်းရဲ့ကျင်ကျင်သူတထားကိုတွေ့ဘူးတာဆိုတော့ immediately life ဖက်ညီပါတယ်ဆိုတော့အော်ဒါ personal ဖြစ်တဲ့အတွက်ကျွန်တော်တော့အားကြရပြအရာအလုံး